ရေဒါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကီမူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်မှာ channel subscribe လုပ်ဘေးနားအကောင်လုံးနှိပ်ပြီးတော့ VPN ကိုဖွင့်ပြီးဂျီဗီတောက်လည်းမေတ္တာရက်ခင်ဗျာစီပြီးတော့ရုပ်ရှင်လေး like လုပ်ပြီးအစီအစဉ်စပါခင်ဗျ Jackie ချစ်သူတွေဆိုရင်ပေါ့နော် Okay ဒီနေ့မှကတော့ Jackie season 3ရဲ့နောက်ထပ်တစ်ပိုင်းတဝက်ကျော်ကိုရောက်လာပြီဗျဒီကောင်က10ပိုင်းရှာဆိုတော့ဒီနေ့ကအပိုင်း9ကိုဆက်ပြီးတော့ရောက်လာပြီးဇက်ရှန်လည်းတက်လာပြီး Jackie ကလည်းသူ့ရဲ့နောက်ဆုံးအခွင့်ကိုအသုံးချဖို့အတွက်သူစ조사မှုတွေလုပ်ရတော့မယ်ဒမ်ဘဲလာချိန်စာတွေဘာညာတွေပြီးခဲ့တဲ့အပိုင်းမပါခဲ့တော့နော်အဲ့တော့ Jay တို့ကလည်း သူတို့ရင်ဆိုင်ဖို့ဘလို့တွေဆက်ပြီးတော့သွားကြမလဲဆိုတော့ let's go အတူတူကြီးလိုက်အောင်ပါ chucky season 3ရဲ့အပိုင်း9ပါခင်ဗျဒီဗန်ဆာမနောတမနာကောလင်းကဟောလိုဝင်းပါတီမှာလူတွေတေဆုံးခဲ့ရတဲ့ပတ်သက်ပြီးတော့သတင်းသာရှင်းလင်းပွဲလုပ်နေတာပါခမောင်းတီးရတိုင်းပဲကျွန်တော်နဲ့ကျွန်တော်မိသားစုကအဖြစ်ဆိုးတွေနဲ့မစိမ့်ပါဘူးဒါအိမ်ဖြူတော်ဆိုပေမဲ့လက်ရှိကျွန်တော်တို့မိသားစုတွေကတော့ဒါကျွန်တော်တို့အိမ်ပါပဲမနေ့ညဒီမှာဖြစ်သွားတဲ့အဖြစ်ဆိုးတွေတကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ တမန်ကော်လင်းကသတင်းတောက်တွေကိုအဲ့လိုပြောနေတော့မှပဲသူ့နားထဲမှာဒေဒီလို့ခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်ကော်လင်းကစကားပြောတာခဏရက်သွားပြီးတော့မှတောင်းပန်လိုက်ပြီးမနေ့ကညတော့ကတည်ဆုံခဲ့တဲ့လူတွေအတွက်စိတ်မကောင်းဖြစ်ကြောင်းဆက်ပြီးတော့ပြောနေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲသူ့ရှေ့ကသတင်းတောက်တွေထဲမှာတည်ဆုံသွားပြီးတဲ့သူ့သားဂျိုးဆက်ရဲ့ပုံရိပ်ကိုမြင်နေရပါတယ်မနေ့ကပါတီပွဲထဲမှာတွေ့ခဲ့တဲ့ကလေးကလည်းဂျိုးဆက်ပဲဖြစ်ပြီးတော့အခုလဲသူ့သားဂျိုးဆက်ကိုကော်လင်းကထပ်ပြီးတော့မြင်နေရတာပါဂျိုးဆက်ကဟောလုံးဝစ်စုံဝစ်ထားပြီးတော့အဲ့ဒီချိန်မှာပဲမျက်နှာဖုံးကိုချွတ်ပြလိုက်တဲ့တော့ ကောလင်းတယောက်စကားပြောနေတဲ့နောက်လန်လဲကြတော့မလို့ဖြစ်သွားပြီးအခန်းထဲကလူတွေအကုန်လုံးနဲ့ပြာရခတ်သွားခဲ့ပါတော့တယ်ကောလင်းကတော့နားထဲမှာဖေ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 နဲ့ခေါ်တန်ကိုပဲဇက်တိုက်ကြားနေရတဲ့အတွက်ထိတ်လန့်ဖြစ်နေပြီးတော့ချက်ချင်းအခန်းထဲကထွက်ပြေးသွားတော့တာပါတမနာရုတ်တရက်ထွက်သွားတော့အိမ်ပြီးတော့ပြောရေးဆိုခွင့်ရှိသူမယ်လနီကတမနာမိသားစုကအဖြစ်ဆိုးပြီးအတွက်ခံစားနေရတောင်ပြောပြီးတော့ခဏဝင်ထိန်ထားလိုက်ပါတယ်ချားလို့လေသူ့ယောက်ျားအဲ့လိုဖြစ်သွားတော့တွေ့ပြီးတော့ချက်ချင်းပဲ warren price ကိုရောက်လာခဲ့ပါတယ်ဝါရန်ကသတင်းသာရှင်းလင်းပွဲမှာ တမနာအလှဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ရှင်းလင်းလုပ်နေတဲ့ကိစ္စကိုပြောပြလိုက်လို့လားလို့မေးပါတယ်။ချာလော့ကတမနာကောလင်းအဲ့ကိစ္စကိုဘာမှမသိတဲ့အကြောင်းပြောလိုက်ပြီးတော့ရှင်မေးလို့ပြီးရင်ကျွန်မမေးမယ်။ရှင်လူသက်သမားကြောင့်ဘာသိရပြီလဲဆိုတော့ဝါရန်ကဟောလဝင်းကိစ္စပြီးမှကျွန်တော်နည်းနည်းစုံစမ်းထားတယ်။တမနာလုံကြုံရင်းနဲ့ DC ရဲတပ်ဖွဲ့တွေဝေမလာခင်လက်ဦးအောင်ပေါ့။မီးဆိုင်ကမတော်စားပြုတ်ကြတာမဟုတ်ဘူး။တယောက်ကမူလီတွေကိုခြောင်ထားလိုက်တာ။လူသက်သမားပို့ပြီးတော့တောင်းကြံပြီးပို့ရဲတင်းလာပြီ။ကျွန်တော်မပေါ်ဖုံးနေတော့သိနေလို့ပဲ။အဲ့တော့အစီအစဉ်ပြောင်းဖို့အတွက်အချိန်ကျသွားပြီ။ ကျွန်တော်သိတာထဲကနည်းနည်းကိုမီဒီယာကိုပြောရတော့မယ်လို့ပြောလိုက်ပါတယ်။ချားလောကရှင်းနှောင်းနေရလား။ကျွန်မတို့လှုပ်ထားတာလက်လွန်ကြက်သွန်ဖြစ်နေပြီ။အခုမှဖော်လို့လည်းမရတော့ဘူး။ကျွန်မတို့တခုသိထားတာအခုမှပြောလို့ရှိရင်ကျွန်မတို့ကြံရပါလိဖြစ်သွားမှာပေါ့လို့ပြောလိုက်တော့ဝါရန်ကဒါတော့စွန်စားမှာပေါ့လို့ပြောလိုက်ပါတယ်။ချားလောကတော့လက်မခံပဲတမရကျွန်မမိသားစုနဲ့အကုန်လုံးကိုကာကွယ်ဖို့တခုသေးသောနည်းအားအဆုံးထိဆက်သွားဖို့ပဲလို့ပြောလိုက်ပြီးတော့ထွက်သွားဖို့လှုပ်တဲ့အတွက်ဝါရန်ကသူ့လက်ကိုဆွဲထားလိုက်ပြီးဒါဆိုခမည်းတော်ပြစရာတခုရှိတယ်လို့ပြောလိုက်ပါတယ်။ ဝါရိုင်းကသူ့ဖုန်းကိုထုတ်ပြီးတော့ဗီဒီယိုတစ်ခုကိုဖွင့်ပြလိုက်ပြီးအဲဗီဒီယိုထဲမှာကမနေ့ညပါတီပွဲထဲမှာသမရကောလင်းတွေ့ခဲ့တယ်။ဟောလွင်ဝစ်ဆုံတဲ့ကလေးတစ်ယောက်ပုံမှန်ဖြစ်ပါတယ်။အဲကလေးကမတ်တက်ရက်နေပြီးတော့ခဏနေတော့ချက်ချင်းမဲ့ကိုပြောက်သူ့ကိုပြန်ပြောက်သွားတော့မြင်လိုက်ရပါတယ်။ဝါရိုင်းကပြောတာစိတ်မကောင်းဘူးဗျ။ဒါပေမဲ့ကျွန်တော်ရင်ဆိုင်နေရတာတာမန်မဟုတ်တဲ့ကိစ္စတွေဖြစ်နိုင်တယ်လို့ပြောလိုက်ပြီးဒီပုံမြင်မှုသူတို့ရှိလားတမရကရောလို့မေးလိုက်တော့ခြားတော့မမြင်ဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်ဒါကဘာမှမဆိုဖြစ်နိုင်တာပဲမိအောင်ကြောင့်မျက်စိမှားတာကင်မရာကြောင့်လားဒါအထိပယ်မရှိတဲ့ဟာပါ ရှင်လူသားသမားကိုပဲရအောင်ရှာပါလို့ပြောပြီးတော့ထွက်သွားခဲ့ပါတော့တယ်ဂျမမသမရကောလင်းကတော့သတင်းသားရှင်းလင်းပွဲကနေအပေါ်တက်လာတဲ့ခါမှာသူ့သားနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်ကောလင်းက grand ကိုပြီးရင်သားနဲ့တွေ့ခဲ့တဲ့ကောင်မလေးအကြောင်းကိုပြောပြပါအောင်လို့ပြောလိုက်တော့ grand ကအရင်ကတွေ့ခဲ့တဲ့ကောင်မလေးပါပြီးသွားပြီလေလို့ပြောလိုက်ပြီးတော့သူကကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်နေတဲ့နေရာနဲ့အဖေရဲ့အလုပ်ကိုပဲစိတ်ဝင်စားနေတာလို့ပြောလိုက်ပါတယ် grand ထွက်သွားတဲ့ခါကျတော့ကောလင်းက henry ကိုတားဘလို့နေလဲတာတားအယုတ်လေးရောလို့မေးလိုက်တော့ henry က ူအနားယူနေတဲ့ဖေရဲ့နေမကောင်းလို့လို့ပြောလိုက်ပြီးသူအရင်နေမကောင်းဖြစ်နေတာသူထပ်ပြီးသေတော့မယ်ထင်တယ်လို့ဆိုပြီးတော့ငိုတော့မလို့ဖြစ်နေခဲ့ပါလေကောလင်းကဒါဂျိုးဆက်ကိုတွေ့သေးလားလို့မေးလိုက်တော့ဟင်နာရီကနေတိုင်းတွေ့တယ်လေဖေလို့ပြောလိုက်ပေမဲ့အယုတ်ကိုပြောတာမဟုတ်ဘူးလေတားရဲ့လို့ကောလင်းကပြန်ပြောလိုက်ပါလေချားတော့လေအဲ့ချိန်မှာရောက်လာပြီးတော့ကောလင်းပြောတာကိုနားထောင်နေပါလေကောလင်းကဟင်နာရီကိုဂျိုးဆက်အစ်စ်လေတားရဲ့ညီကိုတွေ့သေးလားဆိုတော့ချားတော့ကကြားဖြတ်ပြီးတော့ဟင်နာရီဒါသွားရအောင်ပြောပြီးတော့ခေါ်ထုတ်သွားခဲ့ပါတော့တယ် ဒါမှမဟုတ်ဂျိတုသောင်းကတော့ဓုံးစားတိုင်းချက်ကီကိုဘလို့တတ်မလဲထပ်ပြီးတော့အကြံစီတွေထုတ်နေကြပြန်ပါလေဒေဗန်ကချက်ကီကိုမိဖို့ဘလောက်တောင်ခက်လဲငါ့ကိုတွေ့ပြီပဲသူအိမ်ပြိုတော်ထဲမှာရှိနေတယ်ငါတို့လုံးနေကြတိုင်းလုံးလို့မရဘူးဆိုတာ तू သိတယ်လို့ပြောလိုက်တော့လက်စီကအိမ်ပြိုတော်ဖြစ်ဖြစ်ဘာဖြစ်ငါညမဗမာလဲဆိုတာ तू သိတယ် तू ဖြေတဲ့အထိငါတို့သူ့ကိုမေးရမယ်လို့ပြောလိုက်ပါလေဂျိတ်ကလည်းလက်စီပြောတာမှန်တယ်ငါတို့လုံးဆရာရှိတာလုံးရမယ်ကေဦးလိုင်းကိုကဲမယ်ချက်ကီကိုတတ်မယ်လို့ပြောတော့ဒေဗန်ကငါ့ကိုမြန်မြန်လုံးမှရမှာပေါ့ဟောလိုဝင်းပါတီကကိစ္စကိုကြည့် ချက်ကီကလူတွေထပ်ပြီးတော့တတ်အောင်မှာပဲလို့ပြောလိုက်ပါတယ်။ဂျိတ်ကတခုတော့လွဲနေရကွာ။ချက်ကီက "तू လူတတ်ချင်တဲ့နေရာမှာတတ်လို့ရတာပဲ။ဘာလို့ဒီလိုလုပ်နေရလဲ။ငါတို့အင်ပီရိုတွေကိုပြန်ဝင်မှရမယ်လို့ပြောလိုက်တော့လက်ရှိကအေးပြဿနာ grant ငါ့ကိုမကြိုက်တော့ဘူး။ तू စိတ်ဆိုးနေပြီ။ငါစာတွေကမပြောင်းတော့ဘူးလို့ပြောလိုက်ပါတယ်။အဲ့နဲ့ဂျိတ်ကနေသူ့ကိုပြန်တောင်းမှမှရမယ်လို့ပြောလိုက်တော့လက်ရှိကငါသူ့အတုံးချပြီးတော့အိမ်ထဲရောက်ဘူးကျင်တယ်။ तू ကထင်းနေတာ။ငါသူ့ဖေတမနာဆိုတာကိုလည်းလုံးဝကယူမဆိုင်ဘူး။ငါညီမတော်ပဲငါကယူဆိုင်တာဆိုတာကိုပြရမှာလို့ပြောလိုက်ပါတယ်။ဂျိတ်က နေအစီအမံလုံးနိုင်လားလို့မေးလိုက်တော့လက်စီကလုံးနိုင်ပါလေဟာလို့ပြန်ပြောလိုက်ပါလေတပတ်မှကျွန်တော်ရဲ့ဇလိုက်ကျော်ကြီးဂျက်ကီကတော့တကယ်ကိုသပင်ကျို့တို့ကျဲတဲ့နဲ့ဒေကန်ဒီအဖိုးကြီးလို့အိတ်ရတယ်လဲနေပါပြီအဲဒီအချိန်မှာပဲအင်ဘီရောအင်တော်ဒိန်းတယောက်အခန်းထဲကိုဝင်လာခဲ့ပါလေအင်တော်ဒိန်းကသူ့ဘူးလေးတွေကနေဘာတွေမှမသိတောင်းနေပြီးတော့ခဏနေတော့ဘူးကိုထားခဲ့ပြီးတော့တန်ရှင်းလို့ဖို့လုံနေပါလေအဲ့မှာနေမဲ့ကိုတိုင်းဒေကန်ဒီအဖိုးကြီးဖြစ်နေပေမဲ့လူသက်ချင်းစိတ်ကမကုံနိုင်သေးတဲ့ဂျက်ကီကအင်တော်ဒိန်းရဲ့ဘူးတွေကိုပိုးသက်စေးတွေထဲထားပေးလိုက်ပါတော့တယ် ခဏနေတော့အိမ်တော်ရင်းနဲ့ပိုးသက်စီတွေတောင်းမိပြီးပါဇက်တွေနှာခေါင်းတွေကနေသွေးတွေကျလာပြီးတော့မချိမဆန့်ခံစားတည်ဆုံသွားပါတော့တယ်။တပတ်မှဂျိန်းနဲ့ဒေဗန်တို့ကတော့အိမ်ပြီးတော့မှဟောလိဝင်းညကလူဆယ်ယောက်တည်ဆုံခဲ့တဲ့အကြောင်းသတင်းကိုကြည်နေပြီးတော့ငါတို့ဘက်မှာရှိနေရတော့မှချက်ကီကိုမတားနိုင်ခဲ့ဘူးလို့ဒေဗန်ကပြောလိုက်ပါတယ်။အဲ့ဒါနဲ့ပဲဂျိန်းကအခုငါအစီအစဉ်ကိုပြောပြမယ်ကွာ။အိမ်ပြီးတော့မှမြေရောက်ဥမင်တွေရှိအဲ့ဥမင်တွေရှိတာဆယ်စုနှစ်ချီနေပြီ။ဒီတော့ငါတို့ဥမင်တစ်ခုကိုရှာအောင်ပေါ့လို့ပြောလိုက်တော့ဒေဗန်ကဒါရုပ်ရှင်မဟုတ်ဘူးကွာ။ငါအဲ့ဒီဥမင်တွေကြောင့်စုံစမ်းမိပြီ။ အဲ့ဒီဥမေနေကလက်နက်ကင်လုံချုံကြီးတွေအပြည့်လို့ပြောလိုက်တော့ဂျိတ်လဲစိတ်ညစ်သွားပါတော့တယ်။ဒါမဲ့ဒေဗန်အကြံတစ်ခုရသွားပြီးတော့ငါတို့ချက်ကီကိုခဏခဏတတ်ခဲ့တာပဲ။ဒါမဲ့ तू အများနဲ့ပြန်ရှင်လာပဲလေ။သူ့ဒီတိုင်းတတ်တာအလက်ကားပဲ။ခြားစီရီကအောက်လန်းမော်ပညာကို၃နိုင်ငါတို့လည်း၃နိုင်မှာပေါ့။ချက်ကီကိုသူ့စေးကိုင်းငါတို့ပြန်တိုက်ကြ။အောက်လန်းနဲ့လောက်ရမှာပေါ့ဆိုတော့ဂျိတ်ကငါတို့ဘလို့လောက်ကြမှာလဲ။ဘသူ့သွားမေးမလဲလို့ပြောလိုက်ပါလေ။အဲ့နဲ့ဒေဗန်တရားမဝင် website တွေကနေအောက်လန်းကြီးတွေရှာကြည့်နေပြီးတော့အောက်လန်းလောက်တတ်တဲ့လူတယောက်ကိုတွေ့သွားခဲ့ပါလေ။ ဒါပေမဲ့အဲ့လူနေတာဂျော်ဂျီယာမှာဖြစ်နေပြီးတော့တရက်ကျော်လောက် ကားမောင်းပြီးတော့တွားကြမှာပါဒီဗန်တော့ဘာဖြစ်ဖြစ်ကွာတွားကြမယ်လို့ပြောလိုက်ပါတော့တယ်ဒါပေမဲ့ဂျက်ကီကတော့အေးရထဲမှာလဲနေပြီးဟင်နရီပြန်အောင်လာတော့ဂျိုးဆက်မိမုံစံတော်လေးစိုးနေတယ်လို့ပဲလို့ပြောလိုက်ပြီးတော့ဂျက်ကီကလည်းငါသေးတော့မှလို့ပြောသားပဲလို့ပြန်ဖြေလိုက်ပါတယ်ဟင်နရီကငါမင်းကိုတတ်တာစီချင်တယ်ကွာဆိုတော့ဂျက်ကီကဒါတော့မဖြစ်နိုင်တော့ဘူးကလေးလို့ပြောလိုက်တော့တာပါဟင်နရီကဂျိုးဆက်မင်းအေးနေတာလားလို့မေးပြီးတော့ ဂျက်ကီးတို့ဆောင်းသွားယူပေးတဲ့အခါမှာတော့ဆောင်းဘုံသွေးစက်ကြီးတစ်စက်ကြာလာတာကိုမြင်လိုက်ရပါတော့တယ်။ဟင်နရီလည်းသွေးတွေကိုလက်ညှိုးနဲ့ထိကြည့်လိုက်ပြီးအပေါ်ကိုကြည့်လိုက်တော့နိုင်ရန်ဘုံမှာသွေးတွေနဲ့မျက်လုံးကြီးလုံးကိုတွေးလိုက်ရသလိုဒက်ဒီကိုကိုကိုတတ်သိသွားတဲ့ပုံနဲ့ဟင်နရီလို့ခေါ်တဲ့ကိုပါကြားလိုက်တဲ့တော့ဟင်နရီတယောက်လန့်ပြန်ပြီးတော့ထွက်ပြေးလာခဲ့ပါတော့တယ်။ဟင်နရီကသူ့အမေစီကိုပြေးလာပြီးတော့အမေဒက်ဒီသားခန်းထဲမှာလို့ပြောပြီးတော့ကြောက်လန့်နေခဲ့တဲ့တော့ဂျာလော့ကတာလီတက်ဒီကဒီမှာမရှိတော့ဘူးလေလို့ပြောပေးမယ်ဟင်နရီကမဟုတ်ဘူးသူတကယ်ရှိတယ်မေသူ့သားကိုကြည့်နေတာ။ သူတခုခုပြောချင်နေတာလို့ပြောလိုက်ပါတယ်ပြီးတော့ချားလောက်ကိုသူနဲ့စကားသွားပြောပေးပါမေမေလို့ပြောလိုက်တဲ့တော့ချားလောက်လည်းအေးအမေသွားကြည့်ပေးမယ်နော်လို့ပြောလိုက်ပြီးတော့ဟင်လရီခန်းထဲကိုထွက်လာလိုက်ပါတယ်ချားလောက်တယောက်ခန်းထဲကိုရောက်တဲ့အခါမှာလိုက်ရှာကြည့်ပေးမယ်ဘာမှမမတွေ့ခဲ့ပါဘူးချားလောက်ဗီဒီယိုဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီဗီဒီယိုထဲမှာချက်ကီခုနကတတ်ထားတဲ့အိန်တော်ဒင်းရဲ့အလောင်းကရှိနေခဲ့ပါတယ်ဒါပေမဲ့အဝတ်ချင်းနေနဲ့ကွယ်နေတဲ့အတွက်ချားလောက်လည်းမမြင်ခဲ့ပါဘူးဂျက်ကီကလည်းချားလို့အလောင်းကိုမြင်သွားလို့ရှိရင်သူ့ကိုပါတတ်ဖို့အတွက်ဓာတ်ကိုင်ပြီးတော့ချားလို့အနောက်ကိုရောက်နေခဲ့ပါပြီ ဒါမဲ့ချားလောကအလောင်းကိုမမြင်မဲ့အခန်းထဲကနေပြန်ထွက်သွားတဲ့အတွက်ကံကောင်းသွားခဲ့ရပါလိမ့်။နောက်တစ်ခါမှတော့ Grand ကသူ့ဖုန်းထဲကိုလက်စီစီကစာတွေဝင်နေပေမဲ့စာပြန်ပြီးတော့မပို့ခဲ့ပါဘူး။အဲဒီမှာချားလောကလည်းအခန်းထဲဝင်လာပြီးတော့အဲ့ဒါလက်စီလားလို့မေးလိုက်ပါတယ်။ Grand ဟုတ်တယ်မေးဒါမဲ့သားစာမပြန်ဘူးဒါပြီးသွားပြီလို့ပြန်ပြောလိုက်ပါတယ်။ချားလောကလည်းလက်စီကယုံကြည်မှုဖြတ်စည်းသွားတာသူ့တောက်အသုံးချတာကိုမခံနိုင်လို့ပြောသွားတဲ့အတွက် Grand လည်းသူ့မေးပြောတာကိုဟုတ်မှန်ကြောင်းလက်ခံလိုက်ပါတယ်။ဒါမဲ့နောက်တည့်မှာတော့လက်စီက Grand ကိုသူ့เจ้าမှာလာတွေ့ပါတယ်။ ဂရန်ကဘာလို့မှမသိဖြစ်နေပြီမဲ့သူ့တက်တော်ဆောင်ကမင်းသူ့စာတွေပဲထိုင်ဖက်နေမယ်ဆိုလူကြီးတွေလိုမျိုးသူနဲ့လူချင်းတွေ့ပြီးတော့စကားပြောလိုက်တာကောင်းတယ်လို့ပြောလိုက်ပါတယ်လက်စီကဂရန်ကိုငါပါတီမှာဖြစ်ခဲ့တာအတွက်စိတ်မကောင်းပါဘူးလို့ပြောလိုက်ပြီးနိုင်ငံရေးသမားရဲ့ခလီးဖြစ်ရလို့သူ့တငယ်ချင်းတွေကကိုယ့်ကိုတကယ်ခင်တာလားမိသားစုအရှိန်အဝါကိုလိုချင်တာလားဆိုတော့မသိရတဲ့ခံစားချက်ကအရန်ကိုစိုးရတယ်ဆိုတာငါသိပါတယ်ငါအတွက်တော့နင်ကသမရသားဆိုတာထက်ပိုပါတယ်ဟာနင်ကရည်ရတယ်နင်းညီလေးတွေကောင်းတဲ့အကူလည်းဖြစ်ကတာလည်းမထင်ထားလောက်နေတော်တယ် ကိုချစ်တဲ့လူတယောက်ကိုဆုံးရှုံးရတဲ့ခံစားချက်ကိုလည်းသိတယ်။လူတိုင်းတောင်နားလေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့လက်စီကတောင်ငါတို့အစားပြန်စားလို့ရမလားလို့မေးလိုက်တော့ Grand လည်းသဘောတူလိုက်ပါတော့တယ်။အဲနောက်တော့လက်စီက Henry အယုတ်ကြောင်းကိုပြောဖို့လုပ်နေပြီး Caroline မှလည်းအဲ့လိုအယုတ်မျိုးရှိဘူးတယ်လို့ပြောနေတော့မှာပဲ။ចောင်းတက်ခေါင်းလောင်းမြည်လာအတွက်တတ်တော်ဆောင်က Grand ကိုလာခေါ်သွားပြီးတော့နောက်မှတွေ့ဖို့အတွက်ထပ်ချင်းလိုက်ပါလို့ပြောသွားခဲ့ပါတယ်။အဲနဲ့ Grand နေအိမ်လာပြီးတော့ရုပ်ရှင်ကြည့်ပါလား။ဒီတစ်ပတ်ပိတ်ရက်လေးလို့ပြောလိုက်ပြီးတော့လက်စီကငါချင်းနဲ့ဒေဗန်ကိုခေါ်ခဲ့လို့ရလား။ သူတို့ကငါမိသားစုဝင်နေပါပဲလို့ပြောလိုက်တဲ့အတွက် Grant လည်းလက်ခံလိုက်ပါတော့တယ်။တမမဂျိန်းနဲ့ Devan တို့ကတော့ဘူရူးပညာရှင်ဒေါက်တာ Rosen CEO ရောက်လို့လာနေခဲ့ကြပါပြီ။သူတို့ online ကရှာတွေ့တဲ့ online ကျွမ်းကျင်တဲ့လူက Chucky လာပြဘူးတဲ့ဆရာဝန်ဖြစ်နေတာပါ။ Devan တို့လည်း Chucky ကဒေါက်တာ Rosen Luna ဆိုတာကိုသိသွားပြီးတော့ Chucky ကြောင်းနေကိုမေးပါတော့တယ်။ Rosen မဖြေပဲသူတို့ပြန်ဖို့အတွက်ပဲမောင်းထုတ်နေပါတယ်။ဒါပေမဲ့ Devan ကကျွန်တော်ချင်းမြလူအားလုံးကို Chucky ကတတ်သွားတာ။ကျွန်တော်အမေသူ့အဖေကျွန်တော်တို့ရဲ့မွေးစားမေး ကျိတ်ရဲ့ရှစ်နှစ်သားမွေးသားညီကိုတော်ပါသေးတယ်လို့ပြောလိုက်တဲ့တော့ဒေါက်တာဘရိုဆန်ချားစ်ကတည်တော့မှလို့ပြောလိုက်ပါတယ်ဂျေတိုကချက်ကြီးကရန်လက်ခဏခဏတည်ဘူးတာပဲဗျာသူပြန်ရှင်းလာတယ်သူတခြားကိုယ်တွေကိုပြောင်းသွားအောင်ပါပဲလို့ပြောလိုက်တော့ရိုဆန်ကချားစ်ရဲ့ဝိညာဉ်ကခရီးရန်မော်စွမ်းထိသွားတာသူအပနေခံရတယ်ဆိုလားပဲလို့ပြောပြလိုက်ပါတယ်ရိုဆန်လည်းအဲ့ဒါဂျေတိုလက်ချက်ဆိုတော့တည်သွားပြီးတော့လက်ရှိချိန်တွေကသူကအမြင့်တွယ်သွားတဲ့ကက်သလစ်ကင်ဆာကိုမကုနိုင်တော့ဘူးဒီတော့သူဒီတန်အားကိုမကုနိုင်မချင်းတခြားကန္နာကိုပြောင်းလို့မရတော့ ချားစ်ကမကြခင်တည်ရတော့မှာသူဝိညာဉ်ဟာတမလွန်လောကကိုရောက်သွားတော့မှာလို့ပြောပါတယ်ဒေဗန်ကဒါဆိုချက်ကီကဝိညာဉ်လားတဲရလားလို့မေးလိုက်တော့ရိုဆန်အတူတူပဲပေါ့ကွာလို့ပြန်ဖြေလိုက်ပါတယ်ဂျိတ်ကကျွန်တော်တို့တမလွန်လောကကိုဘယ်လိုသွားမလဲလို့မေးလိုက်တော့ရိုဆန်ကတေမသွားလို့ရမှာပေါ့ကွာလို့ပြောလိုက်ပြီးချားစ်နောက်မလိုက်နဲ့တော့မင်းတို့တို့တေချင်းနဲ့နာချင်းစရာတွေပဲစောင့်နေလိမ့်မယ်လို့ပြောလိုက်ပါတယ်ဓမ္မမသမရကောလင်းကတော့ဘဲဥပုံရုံးခန်းထဲမှာထိုင်နေပြီးသူ့သားဂျိုးဆက်ရဲ့ဓာတ်ပုံကိုကြည့်နေပါတယ် ဲအချိန်မှာပဲကောလင်းကအခန်းလေမှာသွေးဝက်ကြီးပေါ်လာတော့မြင်လိုက်တဲ့တော့ထထသွားပြီးတော့သွေးတွေကိုလက်နဲ့ကင်ကြည့်လိုက်ပါလေအဲအချိန်မှာပဲသွေးဝက်ကြီးကကြီးလာတာကြောင့်ကောလင်းတယောက်ကြောင်းနေတဲ့ကြားနဲ့အနောက်ကိုပြန်ဆုပ်ပြေးပါတော့တယ်ခဏနေမှာပြန်ကြည့်လိုက်တော့ဘာသွေးမှသူ့လက်မှာမရှိဘူးအခန်းထဲမှာလည်းဘာမှရှိမနေပါဘူးကောလင်းရဲ့ပုံစံကအလွန်ကိုကြောက်လန့်နေပုံရပြီးတိတ်တော့မဟန်တော့ပါဘူးကောလင်းလည်းချက်ချင်းသူ့အခန်းထဲကိုပြန်လာတော့ဂျာလောကအခန်းထဲမှာဟင်နရီရဲ့အိမ်ဖြူတော်ကတရေရီကြောင်းစာအုပ်ကိုဖတ်နေခဲ့တာပါဂျာလောကကောလင်းကိုမြင်တော့စာအုပ်ကိုဖွက်လိုက်ပြီး ရှင်အဆင်ပြေလားလို့မေးလိုက်ပါတယ်။ကောလင်းကအဆင်မပြေဘူး။အဆင်ပြေတာနည်းနည်းတော့ကြာနေပြီလို့ပြောလိုက်ပြီးဟင်နရီကဂျိုးစန်းနဲ့တဲရီအကြောင်းအရန်ကိုဆွဲလန်းနေတာလို့ပြောလိုက်တော့ချာလော့ကဟုတ်တယ်။ तू တတိဝိညာဉ်ကိုအခန်းထဲမှာတွေ့တယ်လို့ပြောတယ်။ तू ပိုဆိုးလာပြီထင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကောလင်းကချာလော့ငါဟင်နရီကိုယုံတယ်။ငါလည်းဂျိုးစန်းကိုဟောလိဝင်ခန်းမှာလည်းမြင်လိုက်တယ်လို့ပြောလိုက်တော့ချာလော့လည်းအံ့ဩသွားပြီးမဟုတ်ပါဘူး။အဲ့ဒါအယုတ်ပါလို့ပြောပြီးမှကောလင်းကမဟုတ်ဘူး။အဲ့ဒါဂျိုးစန်းပဲလို့ပြောလိုက်ပါတယ်။ကောလင်းကငါသတင်းသာရှင်းလင်းပွဲတော့ကဂျိုးစန်းကိုမြင်လိုက်သေးတယ်။ ဲ့ဒါအစစ်မှန်ဆိုတာတေတာသွားပြီလို့ပြောလိုက်တော့ခြားလောက်ကကျမကကျမသားလေးကိုသတိမရအောင်ထင်းလို့လားရှင်နဲ့ဟင်နရီပဲသူ့ကိုလွမ်းနေတယ်ထင်နေကြလားကျမလည်းသတိရမယ်ဒီမီသားစုကိုထိမ့်သိမ့်နိုင်မှုစူးစမ်းနေတော့အဲ့တော့ရှင်လည်းကိုယ်စိတ်ကိုထိမ့်ကျမတယောက်လည်းဒီမီသားစုကိုထပ်ပြီးတော့ထိမ့်မထားနိုင်တော့ဘူးလို့ပြောပြီးထွက်သွားခဲ့ပါတော့လေနောက်တစ်ခါမှတော့ချက်ကီကမီဂန်တို့ဘာလို့လို့သူ့လိုပဲအယုတ်လူသားသမားကားတွေ TV မှာထိုင်ကြည့်နေပြီးတော့မီဂန်ဟမ်ဒီကောင်မငါအကွက်တွေခိုးထားတာဆိုပြီးတော့မဆဲလိုက်ပါသေးတယ်သူကအဲ့ဒီမှာပဲတရင်တစ်ခုလာနေပြီးတော့ ဂျန်နီဖာဒယ်လီယာလက်တလောထောင်ထဲမှာဒေရန်ခံမှုစောင့်နေပြီဆိုတဲ့အကြောင်းကပါလာခဲ့ပါတယ်။ချက်ကီလည်းသူကိုယ်တိုင်ဒေဂန်ကြီးဆိုသူ့အခြေဟောင်းတီဖနီကိုသတိရသွားတဲ့ပုံပါပဲ။အဲဒီအချိန်မှာပဲဂျိန်းနဲ့ဒေဗန်တို့ကတော့ဒေါက်တာရူဆန်စီကနေပြန်လာနေကြပြီးနေအောင်သားလက်စီစီကိုတမ်းမပြန်ဘဲနဲ့မော်ဒယ်တစ်ခုမှဝင်နှက်ကြရင်လေဂေးတွဲလေးရဲ့ပြေးစွဲလေးနဲ့အခြေပွဲလေးဆင်နွှဲလိုက်ကြပါသေးတယ်။နောက်နေ့မနက်ကျတော့သူတို့ပြန်မလို့နေတဲ့ဂျိန်းကငါတို့ဒီကိစ္စရပြီးသွားရင်ခီးတွေရှောက်သွားကြမယ်လို့ပြောပါတယ်။အိုင်မာရင်ဒေဗန်ကငါတို့မပြန်လဲရတာပဲကွာအခုတခါလဲခီးတွေသွားကြတာပေါ့ ချက်ကီးရဆောင်ပြောတဲ့အတိုင်းဆိုသူကသူသေတော့မှာပဲလေမင်းပြန်သွားရင်တခုဖြစ်မှာငါစိတ်ပူတယ်မင်းကအဆုံးရှုံးမခံနိုင်ဘူးလို့ပြောလိုက်တော့ဂျိတ်ကဟာငါတို့လက်စီကိုထားခဲ့လို့မရဘူးလေကွာသူကငါတို့မိသားစုဝင်ပဲလို့ပြောလိုက်ပါတယ်ဒေဗန်အေးလီဟုတ်ပါတယ်လက်စီလဲငေါင်းနဲ့လိုက်လို့ရတာပဲငါတို့သူ့ကိုနားချလို့ရပါတယ်လို့ဆိုလိုက်တော့ဂျိတ်ကမင်းကြောက်နေဆိုငါသိပါတယ်ကွာငါလည်းကြောက်တာပဲဒါပေမဲ့ငါတို့ကဟီးရိုးတွေလေငေါင်းဒီတခါတော့နိုင်အောင်နိုင်မှာပါလို့ပြောလိုက်တဲ့အတွက်ဒေဗန်လည်းလက်ခံလိုက်ပါတော့တယ်တပတ်မှဂျာလောကတော့အခုကြတော့ငါထပ်မလုပ်နိုင်တော့ငါဂျင်းကိုအကုန်လုံးပြောပြဂျင်းနေပြီလို့ပြောနေပြီး ဝါနိုင်ကအခုပြောလို့မရတော့ဘူးလေငါတို့လုပ်ခဲ့တာတွေကအရန်ကိုလွန်နေပြီလို့ပြန်ပြောလိုက်ပါတယ်ဝါနိုင်ကဘာလို့စိတ်ပြောင်းသွားလဲလို့မေးလိုက်တော့ဂျိမ်းနဲ့ဟင်နရီကယူတော့မယ်သူတို့တေးရဲတွေကိုမြင်နေရလို့ထင်နေတာအဲ့ဒါကျမကြောင့်ပဲကျမဒီမီသားစုကိုကာကွယ်နေရမဟုတ်ပဲနဲ့ဖြတ်စည်းမိနေပြီလို့ပြောလိုက်တော့တာပါဝါနိုင်ကဂျိမ်းပြောတာတွေကမှန်တာတွေပါနေနိုင်တယ်ဆိုတော့ဂျာလောကရှင်လာနောက်နေရလားလို့မေးလိုက်ပြီအဲ့လိုသဘာဝလုံးကိစ္စတွေကိုမယုံကြည်တဲ့ပုံဖြစ်နေတာပါဝါနိုင်ကမဟုတ်ဘူးကျွန်တော်ရှင်းပြမယ်တတ်တည်မရှိတဲလုံစားမရှိလူသားသမားအိမ်မီတော်တွေကိုဘယ်လိုဝင်လဲ ကမ္ဘာအလုံးကျုံဆုံးနေရာတော့ဒီနေရာလူဒါဇင်နဲ့ချီပြီးတော့ဘလို့တက်လဲလို့ပြောလိုက်တော့ခြားလောကအဲ့ဒါရှင်အပြေရှားမယ်ကိစ္စတွေလေးလို့ပြန်ပြောပါတယ်ဝါရန်ကအပြေကရှင်းနေပြီလေဒါနိုင်ငံရေးလှုပ်ကြံတာတို့ဂွင်းဆက်လူသံသမားတို့မှဖြစ်နိုင်ဘူးငါတို့သဘာဝလုံးကိစ္စတခုနဲ့တွေ့နေတာပဲလို့ပြောလိုက်တော့ခြားလောကထားကြီးလိုက်ပြီးရှင်းကလူသတ်မှုတွေကိုတရေတကောင်ပုံချခြင်းနေတာလားလို့မေးလိုက်ပါတယ်ဒါမဲ့အဲ့ဒီချိန်မှာပဲသူတို့ရှိကထိုင်းကုန်းနားမှာရှိတယ်အမေရိကန်အလံကလှုပ်လာပြီးတော့ မေဇဖဲချိုင်းကိုချက်ကီအလန်နဲ့တတ်ခဲ့တဲ့ပုံစံတိုင်းလှုပ်ပြနေတာကိုမြင်လိုက်ရပါတော့တယ်။နောက်တစ်ခဲမှာတော့ထောင်ရာရှိအေရီကာကဖုန်းတစ်လုံးယူပြီးတော့တီဖနီကိုလာပေးလိုက်ပြီးသူဇက်တိုက်ဖုန်းခေါ်နေတာလို့ပြောလိုက်ပါတယ်။တီဖနီကဖုန်းကိုယူလိုက်ပြီးတော့နင်သွားလို့ရပြီလို့ပြောလိုက်တော့အေရီကာလည်းချက်ချင်းပဲပြန်သွားခဲ့ပါတယ်။တီဖနီကိုဖုန်းခေါ်တာကချက်ကီဖြစ်နေပြီးတော့တီဖနီကငါနေနဲ့စကားမပြောချင်ဘူးလို့ပြောလိုက်ပြီးမှချက်ကီကဒါငါတို့စကားပြောဖို့နောက်ဆုံးခွင့်ရင်းဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ချက်ကီကသူမသေးခင်မှာသူ့အခြေဟောင်းကြီးနဲ့စကားပြောဖို့ကြိုးစားနေတာပါ။ ဒေဗနီကနေပါရီပြောနေရလေငါတိမ်မိတ်ကြနေရလေငါသတင်းဖွင့်ကြည့်လိုက်တော့နေရအိမ်ပြီးတော့မှตายာနေတာဟမ်ငါသာထောင်ထဲမှာအယိုးဆွေးတော့မလို့ပြောလိုက်တော့ဂျက်ကီကငါတီတော့မှာတစ်လို့ပြန်ပြောလိုက်ပါတယ်ဂျက်ကီကငါဒီတခါအပီးတတ်တော့မှာဟာငါပြန်ပြီးတော့ရှင်းမလာနိုင်တော့ဘူးလို့ပြောလိုက်တော့ဒေဗနီကနေပါရီပြောနေရလေလို့မေးလိုက်ပါတယ်ဂျက်ကီကငါဒန်ဘဲလာနဲ့အမားကြီးလှုပ်လိုက်မိတာဝိညာဉ်မီတာကမပေးလို့အခုငါမီးပြက်ခံပြီးဟေးလို့ပြောလိုက်ပါတော့တယ်ဒေဗနီကအခုကျတော့သူ့အခြေဟောင်းကြီးကိုပြန်တနာသွားပြီးတော့မဟုတ်ဘူးဂျက်ကီနင်းအပိုးကလေး နေအများန်းပြန်လာနေပါလေလို့ပြောလိုက်ပေမဲ့ဂျက်ကီကဒီတစ်ခါတော့မရတော့ဒေဖနီနေငေါ့အမြင်သိမှာငါခေါင်းလေးလည်းထိတ်နေပြောင်းနေပြီငါပိန်ချုံပြီးတော့ဖိုးကြီးပြနေပြီလို့ပြောလိုက်ပြီငါခုကြောက်တော့လူတွေအများကြီးတတ်ခဲ့တာဘာလို့တတ်ခဲ့လဲတော့ငါ့ကိုငါမသိတော့ဘူးဟာလို့ပြောလိုက်ပါတယ်ဒေဖနီကမဟုတ်ဘူးဂျက်ကီနေကောင်းကောင်းနေခဲ့တာပဲနေနဲ့ငါနဲ့တယောက်နဲ့တယောက်အမဲဖြတ်ဖို့လုပ်ခဲ့မယ်နေကငါချစ်ခဲ့တဲ့ရန်တော်တဲ့စိတ်စားလူသားသမားတယောက်ပါပဲလို့ပြောလိုက်တော့ဂျက်ကီလည်းငါလည်းနေကိုချစ်တဲ့တေးဖြေးလို့ပြောပြီးတော့ရိုနေကြပြန်ပါတော့တယ် ိုင်နောက်တော့ဂျက်ကီကဟိုကလေးစုပ်သုံးកောင်ငေါ့လာတက်ကြအောင်ပါပဲငါတို့ဟိုနိုင်ငံစိတ်ခွေးတွေလို့အလံပြူလေးပဲပြလိုက်တော့မယ်ဟာလို့ပြောလိုက်တော့တေဖနီကလက်မခံပဲနင့်စိတ်သေးစမ်းပါဟာနင့်ရလူသက်ရုပ်ဂျက်ကီလေးသူတို့နင့်ကြောင်ဘာတော့မှမမိစေနဲ့နင့်သမိုင်းမှာအကျန်းဆုံးကွင်းဆက်လူသက်မှာနင့်မဖြစ်ချင်ဘူးလားနင့်ဘယ်ရောက်နေဆိုတာစဉ်းစားလိုက်စမ်းပါနင့်ကစောက်အင်ဗျူတော်မှာလေအဲ့ဒီကိုရောက်နေတာနင့်တတ်နိုင်တော့များများတတ်ပြီးတော့ခန်းခန်းနာနာမီးတော့ကြီးနဲ့တည်သွားလိုက်စမ်းပါလို့မြောက်ပင်ပေးလိုက်ပါတယ်အဲ့ဒါနဲ့ဂျက်ကီကဟုတ်ဂုတ်ပါဟုတ်လား greatest of all time နေပြောတာမှန်တယ်နေပြောတာစောက်ရဲမှန်တာဗောဟာလို့ပြန်ပြောလိုက်ပါတော့တယ်နောက်တစ်ခါမှာတော့တမနာကော်လင်းကအိမ်ပြူတော်ထဲမှာလမ်းလျှောက်နေတဲ့သူသားဂျိုးဆက်ရဲ့ဖေဖေလို့ခေါ်တဲ့တန်ကိုကြားလိုက်ရပြန်ပါလေအဲ့ဒါနဲ့ကော်လင်းလည်းအတန်ကြားတဲ့စီကိုလိုက်သွားကြည့်နေအခန်းတစ်ခန်းရဲ့တကားကိုဖြွင့်ကြည့်လိုက်ပြီမဲ့အထဲမှာဘသူမှမရှိပါဘူးအဲ့အချိန်မှာပဲနောက်ထပ်ခေါ်တန်ကြားတာကြောင့်လိုက်ရှာကြည့်နေရင်ဂျိုးဆက်မဆုံးခင်တော့ကနေခဲ့တဲ့အခန်းထဲကိုရောက်လာပါတော့တယ်ကော်လင်းလည်းတပ်ပြင်းချပြီးတော့သူသားဂရင်ပေါ်မှာထိုင်နေလိုက်ပါလေ ခဏနေတော့ပြန်ထားဖို့လုပ်တဲ့ခါမှာတော့သူ့လက်အောက်ကဆောင်းအောက်ကတစုံတစ်ခုကိုထောက်မိလို့အားလုံးអော်တဲ့တန်ကထွက်လာခဲ့ပါလေကော်လင်းလဲဂျိုးစားလာလို့မေးလိုက်ပြီးဆောင်းကိုလှန်ကြည့်လိုက်တဲ့ခါမှာတော့ဆောင်းအောက်မှာရှိနေတာကတော့တစုံတကီကြီးပဲဖြစ်နေပါတော့လေအဲ့အချိန်မှာပဲဖေဖေလို့ခေါ်တန်ကိုထတ်ကြားလိုက်ရပြီးကော်လင်းတောင်လှည့်ကြည့်လိုက်တော့ဂျိုးစားကိုမြင်လိုက်ရပါလေဂျိုးစားကဖေဖေသတိထားလို့ပြောနေတော့မှာပဲဂျက်ကီကနောက်ကနေတမနာကော်လင်းရဲ့ခေါင်းကိုပန်းအုပ်နဲ့ကြိုက်ခွဲပစ်လိုက်ပါတော့လေကော်လင်းလည်းပြည့်လဲသွားပြီးတော့အဖိုးကြီးဂျက်ကီကတဟီဟီနဲ့ကြီးနေပြီးတော့ ကောလင်းကိုပေါ်ခွပြီးတော့ကောလင်းရဲ့ပါးတစ်ဖက်ကိုကိုက်ဖြတ်ပြစ်လိုက်ပါတော့တယ်ပြီးတော့ပြောဖို့ကောင်းခဲ့တဲ့တမတာကြီးရေဒါမဲ့ခုကစားပြီးငါပဲဆက်လုပ်လိုက်ပါမယ်လို့ပြောလိုက်ပြီးတော့ကောလင်းရဲ့မျက်လုံးတွေကိုလက်ညှိုးတွေနဲ့ထိုးပေါက်ပြစ်လိုက်ပြီးမျက်လုံးနှလုံးကိုကလော်ထုတ်လိုက်ရမှာတော့တမနာကောလင်းနဲ့တေဆုံးသွားခဲ့ရပါတော့တယ်ပြီးတော့ချက်ကီကတမနာကောလင်းရဲ့အိတ်ထဲကနျူကလ িয়ার ကုတ်တွေကိုယူလိုက်ပြီးကန်ကန်နာနာမီးတော့ရလာဟမ်ငရေမီးတစ်ခုလုံးသာဆုံရောကွာလို့ပြောပြီးတော့တဟာဟာနဲ့ဂျေဂျေနဲ့နဲ့ကြီး အော်ရီလိုက်ပါတော့တယ်ဟုတ်ကဲ့ပါဆိုတော့ဒီနေ့တော့ကတော့ဒီလောက်ပဲအပိုင်းငါပြီးပြီခင်ဗျအဲ့တော့အခုမြင်တဲ့အတိုင်းပဲချက်ကီကတော့လူတွေတတ်တာတွေမကောက်ဘူးအင်ဖြူတော်ရောက်တာတွေမကောက်ဘူးနျူကလ িয়ার ကုတ်တွေဘာကုတ်တွေညာကုတ်တွေလည်းသူ့လက်ထဲရောက်သွားပြီဆိုဟမ်အခုကျုံးနေတဲ့အီရန်တို့ อิสราเอลโตนาเลยซูပြီးတော့လုတ်တော့မလားမသိဘူးဗျာတော်တော်လေးတော့ကြောက်ဖို့လမ်းမကောင်းနေပြီအဲ့တော့โอเคနောက်တစ်ပိုင်းမှာထပ်ပြီးတော့တွေ့ကြမယ် channel subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးကြပါဒီနေ့မှာအစားဆုံး live ပါတချို့အားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးတယောက်ချင်းတိုင်း check in ချစ်သူများအားလုံးကိုကျေးဇူးတွေပဲတင်ပါတယ်ခင်ဗျကျွန်တော်အန်ခင်မူပါ